好就那个历史里面的话，那边新的楼面积啊，比一多啦。基本就那个历的嘞，老的压台历史刘邦的，你你你你光满足啊，三千的高的。他讲那老的其他居民不了，老的压的，基本上历史的、新的历史目的老上漏的啊。啊，老历就买新的保障。哎，你妈的，五六包，保障，江西的你你也干啥青旅没保障，某样青旅没肯然后按你几年的你也保哎，你呀没有，只拿路啊。 ကိုယ့်အသက်ကိုပေါ့နော်ကိုရဲ့အသက်တွေဗရဏမထားပဲနဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကိုဘုံရွာမြို့ဟာနမကတိုင်းမူကြီးဘိုးချုပ်မျိုးမင်းတို့ဒူတိုင်းမူကြီးနော်တိုင်းစီဦးစီးချုပ်တို့တိုင်းဂျီဝမ်တို့အကုန်လုံးပေါ့နော်အခြေခံအရာရှိစစ်တီအရာအားလုံးနဲ့ပေါင်းဆက်ပြီးတော့မှဘုံရွာမြို့ကိုနော်အေးချမ်းအောင်တက်မတော်ကောင်ဝေးဦးကြီးချုပ်နိုင်ငံတော်နာသာကဝန်ကြီးချုပ်ရဲ့အောက်မှာရှိနေတဲ့တက်မတော်သားတွေဟာအသက်ချွေးခံတာတွေဖေးဆက်ပြီးတော့မှပြည်သူလူထုရဲ့အသက်အိုးကြီးစုတင်ကိုကာကွယ်နေတာဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကပြည်သူလူထုတွေသိဖို့အတွက်ကိုကျွန်တော်တို့ကကိုယ့်အသက်ကိုကျော်ဆုံးမှလည်းမိသားစုရှိတယ်၊တသိန်းမှလည်းမိသားစုရှိတယ်၊ဇော်ပွင့်မှလည်းမိသားအဲ့ဒီမိသားစုတွေကို အသက်တွေကိုဗရဏမထားဘဲနဲ့ကျွန်တော်တို့ကပြည်သူလူထုရဲ့ကိုသားပေါ့နော်ဒီမုံရွာမြို့ဟာငြိမ်းချမ်းနေတယ်ကျွန်တော်တို့တော့ဒီလိုသွားလို့လာလို့ရတယ်ဟုတ်လားကျွန်တော်တို့အဲ့ဒါကိုပြသတင်တာဖြစ်တယ်နော်တချို့ကျတော့ဒီ online ပေါ်ကနေပြီးတော့မှာပေါ့ဗျာသိရမလား ဟိုကြီးမဟုတ်ကဟုတ်ကစကားတွေဝါရမိုင်းတိုက်တဲ့အစိမ့်မိအခုလိုဒီဘဲရင်ကဘုံကျဲတဲ့ဖြစ်စဉ်လိုမျိုးတွေပေါ့အဲ့ဒါတွေမဟုတ်ကဟုတ်ကပေါ့နော်ဒီဟိုဘက်ကခွေးတင်မိရာတို့ပါတို့ကတင်းနေပေါ့နော်စကားတွေကိုယုံကြည်ပြီးတော့မှဟိုအယုံကြည်တယ်နဲ့အမသွားရဲတာတွေမလာရဲတာတွေပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ဒီနမကမှာအတိုင်းမူဒီတိုင်းမူရောက်ရှိလာတဲ့အချိန်တွေကတို့ပြန်ပြေးဆွဲတာ ਈ နော်အဲအဲ့ဒါတွေဟိုခြုံငင်းသွားတယ်အခြုံငင်းသွားတယ်မိတယ်အတိုင်းမူရတဲ့တရင်ကိုတရင်ရရသလိုတိဆောက်ပြီးတော့မှအအများအဆုံးဒီစစ်စင်ရေးကို operation ကိုဆောင်ရွက်တယ်နော်အဲ့ဒီတော့မုံရမျိုးကငင်းညံ့နေတယ်ငင်းညံ့နဲ့မငင်းညံ့ဘူးကြည့်ချိန်တမှာကျွန်တော်တို့ဒါကျွန်တော်ချင်းချင်းမြင့်လေကောင်းပါ မြစ်လေကောင်မှာနော်မြစ်လေကောင်မှာကျောင်းကြီးကိုနေအောင်ရှိတယ်ဟိုမှာချင်းတွေတရားရှိတယ်နော်ကြည်ကြည်လာမိုးတော်မှာချုပ်နေပါလေပေါ့နော်အဲ့တော့မုံရွာနေပြည်သူလူထုတွေနော်အကြောက်တရားကင်းကင်းနဲ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့နေရဒေသရဲဝင်းကို ပေါ့နော်ပြန်လာပြီးတော့မှစီးပွားရေးတွေလှုပ်ဆောင်မှာအခုကျတော့လက်ဆက်ချမ်းသာတဲ့လူတွေကကိုယ်စလဲတွေနဲ့လွှဲထားတော့မုံရမုံရမျိုးဟာစီကားတင်းတောင်မစီကားတော့ပဲနဲ့အဲသူများရဲ့ပါဇက်မှာလမ်းဆုံးပြီးတော့မှအကြောက်တရားတွေနဲ့ရင်ဆိုင်နေရတယ်အခုဆိုရင်ဒါကျွန်တော်တို့ဆိုတိုင်းပြည်ပြည်တွေအကုန်လုံးကနော်တက်ချင်တဲ့လူတွေရှိတယ် PDF တွေဆိုကျွန်တော်တို့တွေတက်မှာနော်ကျွန်တော်တို့ခုဒါ PDF ရှိနေတဲ့နေရာကိုကျွန်တော်တို့ဒါတက်မလို့ဟိုစီရင်နေပဲကျွန်တော်တို့လိုက်ပြနေတာဒါကကျွန်တော်တို့ကငိမ့်ချမ်းနေဆိုတာကိုပေါ်ဆောင်ခြင်းနဲ့စိတ်တစ်ခုပဲရှိတယ်ကျွန်တော်ဘာမှမရှိဘူးကျွန်တော်တို့ရှိနေမှာအဲ့တော့မြန်မာပြည်အများဆုံးငိမ့်ချမ်းပါသူရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရနေပြင်းရှင်းပြီးနောက်တန်းအမိသားစုတွေနဲ့အများဆု မြင်းချန်ခရိုင်မှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကခရိုင်အစစ်စစ်စင်ရေးအဖြစ်စစ်အုပ်စုစခန်းတွေကိုစီးနင်းတိုက်ခိုက်တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုရှိပြီးလေကြောင်းပုံးကျဲခံရလို့တော်လန်ရေးရဲဘော်6ဦးကြဆုံးမန္တလေးတိုင်းမြင်းချန်ခရိုင်မှာဒီကနေ့မနက်ပိုင်းကစလို့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတို့ကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ထိခိုက်ကြဆုံးမှုတွေရှိနေတယ်လို့အထင်အားတဲ့စစ်အုပ်စုကလေကြောင်းပုံးကျဲခုခံလို့တော်လန်ရေးရဲဘော်6ဦးကြဆုံးခဲ့ရတယ်လို့ဒေတာခန့်တော်လန်ရေးတရင်ရင်မြစ်တွေကပြောပါတယ်။မြင်းချန်တောင်သာနော်ထိုးကြီးစတဲ့မြို့နယ်တွေကစစ်အုပ်စုအထိုင်စခန်းတွေကိုမေလ15ရက်ဒီကနေ့မနက်ပိုင်းကစပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်နေတာဖြစ်တယ်လို့နှစ်ဖက်ထိခိုက်ကြဆုံးမှုတွေပါရှိနေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့ကတော့နေရာစုံပေါ်ခရိုင်အတွင်းစစ်စင်ရေးလုပ်ကြတာပါမြင်းချန်တောင်သာနော်ထိုးကြီးနဲ့စီမီခုံနေရာတွေမှာဖြစ်ပါတယ်တိုက်ပွဲဖြစ်ပွားနေစေဖြစ်တာကြောင့်တပ်ဆိုင်ရာအဖွဲ့အစည်းတွေကနေသတင်းထုတ်ပြန်ပါလိမ့်မယ်လို့မြင်းချန်ဒေသခံတော်လန်ရေးသတင်းရင်းမြစ်ကပြောပါတယ် မြင်းချန်နယ်စီမီခုံမြို့ရဲအထိုင်ချတဆွဲထားတဲ့စစ်အုပ်စုစခန်းတွေကိုဒီကနေ့မနက်ပိုင်းမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်ခဲ့ရာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့စစ်အုပ်စုကလေကြောင်းကနေဘုံကျဲခုခံခဲ့တယ်လို့လည်းနောက်ထပ်ဒေတာခန်တော်လန်ရေးတရင်ရင်းမြစ်တအူးကဆိုပါတယ်။မနက်ကစီမီခုံမြို့ပေါ်ကိုတော်လန်ရေးပူပေါင်းအဖွဲ့တွေဝင်တိုက်ကြတာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ကြားရတယ်။ရင်းခွနဲ့ မြင်းချန်ခရိုင်တရင်ခုနှစ်ကလည်း၅ယောက်ကြတယ်လို့ကြားထားတယ်။လေရင်တွေကလည်းအကြာကြီးဝဲနေပြီးတော့ဘုံကျဲသွားသေးတယ်။မနက်၁၀နာရီလောက်ကျတော့တိုက်ပွဲဖြစ်တဲ့အတန်တွေညင်သွားတယ်လို့ဒေသခံတော်လှန်ရေးတရင်ရင်းမြစ်ကပြောပါရတယ်။မြင်းချန်ခရိုင်တရင် ခုနှစ်ဇေရာပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ဖြစ်သူကိုတက်ကြီးရဲ့လူမှုကွန်ရက်မှာတော့ခမရတို့ပြောနေတဲ့တော်လန်ရေးဆိုတာကျုပ်တို့အတွက်ပေးဆက်ခြင်းများစစ်စင်ရေးတဲ့ကျုပ်တို့တာဝန်ယူရတဲ့အပိုင်းတစ်ခုပွဲပေါ်အခြားရဲဘော်တွေတက်လုံးနေချိန်ကပစ်နေတဲ့ရဲဘော်တွေအပေါ် Jet Fighter နဲ့ပေါင်900ကျဲချခဲ့လို့ကျွန်တော်ကလေးတွေကြာဆုံးခဲ့ရပြီးကြာဆုံး6ရက်3ရက်ပဲကောင်းမွန်စွာနောက်ဆုံးစီစဉ်ပေးခဲ့ရတယ်ဘယ်လောက်ယူကျုံမရဖြစ်ရလဲတိုက်ပွဲရက်ကန့်တတ်မရှိနာပါမီရဲဘော်တအူးကိုဥကောင်းမဲ့မြင်ကြူ တဦးလက်တစ်ဖက်ပဲတချို့ခဲရတဲ့အဖြစ်ဆိုးပါဗျာလို့ဒီကနေ့မေလ15ရက်ညနေပိုင်းမှာကြာဆုံးရဲဘော်တွေရဲ့တပ်ပုံတွေနဲ့တူရေးသားထားခဲ့ပါတယ်